အစီအရင်များပင်လယ်ပြင်မှာရေချောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများလက်တွေ့ပူးပေါင်းဆောင်ရွက်ခဲ့ဟုဆိုတဲ့တဲ့ね။အီတလီရဲတပ်ဖွဲ့ကကက်ရှမီးယားတွင်ရောက်ဆင်းနေမှုများလှုပ်ဆောင်နေဆိုတဲ့တဲ့ね။ကမ္ဘာဖလားပြိုင်ပွဲမှာခဲ့ဟုဆိုတဲ့ဆောင်ရွက်ခဲ့ကြတယ်လို့သိရပါဗျ။တတရအချိန်မြန်မာရုရှားရေချောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန်နဲ့ချက်ကြီးခီးလေပတ်ရန်နိုဝင်ဘာလ10ရက်တွင်ရန်ကုန်မြို့သို့ရောက်ရှိနေတဲ့ရုရှားရေတပ် Pacific Fleet မှစစ်ရင်ရင်3စီးတို့သည် ပင်လယ်ပြင်မှာလက်တွေ့လေ့ကျင့်ခန်းများဆောင်ရွက်ရန်တက်မတော်ရှိမှစည်ရင်များနေတူနိုဝင်ဘာလ23ရက်နေ့နံနက်ပိုင်းတွင်ရန်ကုန်မြို့တီလဝစိတ်ကမ်းမှလေ့ကျင့်ခန်းဧရိယာသို့ထွက်ခွာခဲ့ကြကြောင်းသိရပါသည်ထို့သို့ထွက်ခွာရာတွင်ရောက်ရှိနေတဲ့ရုရှား၏တပ်မှဒုတိယရေတပ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးမြန်မာချစ်ချစ်ရခိုင်ရောက်ရှိနေတဲ့ရုရှားရေတပ်မှဒုတိယရေတပ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဦးဆောင်တဲ့ ကိုစလေဖွဲ့သည့်နိုဝင်ဘာလ17ရက်နေ့ပိုင်းတွင်တက်မတော်ရေစစ်ဦးစီးအရာရှိချုပ်ရှိတာမှလာရောက်တွေ့ဆုံခဲ့ကြကြောင်းသိရပါတယ်။ပြန်နေဆိုတဲ့ပြည်ထောင်စုရေကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ပါတယ်။၂၀၂၅ခုနှစ်ပါတီစိုဒီမိုကရေစီထူထူရေကောက်ပွဲမှာအသုံးပြုမဲ့မြန်မာအီလက်ထရောနစ်မဲပေးဆက် MAVM များကိုပြည်ရင်းပညာရှင်များကပထမဆုံးတီထွင်ထုတ်လုပ်ထားခြင်းဖြစ်တာကြောင့်ဆက်ရဲ့အရေးသေးတဲ့စက်ငင်းစက်ညွန်းကိုစစ်ဆေးပေးနိုင်ရေးတင်ပြခဲ့ရာအမျိုးသားစက်ငင်းစက်ညွန်းကောင်စီကမြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ စံချိန်စံညွန်ရေးဆွဲရေးဒီပညာဆက်ကော်မတီကိုတက်ဆိုင်ရာကဏ္ဍလိုက်ပညာရှင်များပါဝင်တဲ့အဖွဲ့ဝင်20ဦးနဲ့ဖွဲ့စည်းခဲ့ကြောင်းသိရပါတယ်။အဆိုပါဒီပညာဆက်ကော်မတီအနေနဲ့မြန်မာအီလက်ထရောနစ်မဲပေးဆက်ဆိုင်ရာစံချိန်စံညွန်မူကြမ်းကိုရေးဆွဲတင်ပြခဲ့တာကြောင့်အမျိုးသားစံချိန်စံညွန်ကောင်စီအနေနဲ့စံချိန်စံညွန်သက်မှတ်ခြင်းဆိုင်ရာဥပဒေပုံမှ33ပုံမှခွဲခါဝေအရာ အနှင်းထားတဲ့လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီးပုံမှန်၅ပုံမှန်ခွဲခါခွေပါလုပ်ငန်းတာဝန်အရ2025ခုနှစ်စက်တင်ဘာလ2ရက်ရက်စွဲပါအမိန့်ကြော်ညာစာအမှတ်395မြေဆောင်2025နဲ့မြန်မာအီလက်ထရောနစ်မေပေးဆက်ဆိုင်ရာစံချိန်စံညွန်းကိုမြန်မာစံချိန်စံညွန်းဖြစ်သတ်မှတ်ခဲ့ကြောင်းသိရပါသည်။အဲဒီနောက်အမျိုးသားစံချိန်စံညွန်းကောင်စီဟာမြန်မာအီလက်ထရောနစ်မေပေးဆက် MEVN ရဲ့ ထုတ်ကုန်နှင့်ထုတ်လုပ်မှုနည်းစဉ်များအားတတ်မှတ်စံချိန်စံညွှန်းများနဲ့ကန့်ညင်းခြင်းရှိမရှိကိုအကဲဖြတ်စစ်ဆေးခြင်းဆောင်ရွက်နိုင်ရန်အမိကျော်ကြားစာအမှတ်383မြင်းဆောင်2025ဖြင့်လျှက်စင်အီလက်ထရောနစ်နှင့်သတင်းချက်လက်ဤပညာဆိုင်ရာအကဲဖြတ် စစ်စေးရေးကော်ပိုရိတ်ကိုဖွဲ့စည်းပြီးမြန်မာအီလက်ထရောနစ်မယ်ဘီဇက်ဆိုင်ရာစံချိန်စံညွှန်းကိုအမျိုးသားစံချိန်စံညွှန်းကောင်စီကမြန်မာစံချိန်စံညွှန်း MMS အဖြစ်၎င်းအမျိုးသားအဆင့်အရေးသွေးထောက်ခံချက်ထုတ်ပေးဆိုင်ရာမှမြန်မာအီလက်ထရောနစ်မယ်ဘီဇက် MVN ရဲ့အရေးသွေးဟာစံချိန်စံညွှန်းမှာ ဆက်သမတ်ချက်များနဲ့ကိုက်ညီမှုရှိကြောင်းစစ်စစ်အတည်ပြုထုတ်ပေးခဲ့တဲ့အရေးသေးကိုက်ညီမှုထောက်ခံချက်လက်မှတ်ကို၎င်းအမျိုးသားအဆင့်အရေးသေးထောက်ခံချက်ထုတ်ပေးရေးဖွဲ့မှထုတ်ပေးတဲ့မြန်မာစံရင်းစံညောအမှတ်တစိအသုံးပြုခွင့်လိုင်စင်ကို၎င်းရရှိပြီးဖြစ်ကြောင်းသိရပါတယ်။ကလုံးဝမဟုတ်မှန်ကြောင်းအရပီတင်းဌာနကိုနိုဝင်ဘာလ15ရက်နေ့ကပြောဆိုလိုက်ပါတယ်။မြန်မာပေးနေကြောင်း financial bill ိစာများ wifi ဆိုဒီမှာတမရဇန်နဝါရီလို့ဆောင်ပြီးနော်အောက်တိုဘာနောက်ပိုင်းတွင်ကို အမေရိကန်လူပုဂ္ဂိုလ်များကိုမြေတီအခါမှာနှီးပညာများဖြင့်တချို့လှုပ်ထောင်လန်းမှုများလုပ်နေမလားဆိုတဲ့တန်တရားများအမေရိကန်တွင်တိုးလာစေခဲ့ပါတယ်။ New Daily မိသားစုတောင်းမြေယခုသတင်းပတ်တွင်ထိုဝင်ရောက်စီးနှင်းရှာဖွေမှုများသည်နိုဝင်ဘာလ10ရက်ကပေါက်ကွဲမှုနှင့်ဆက်နွယ်နေကြောင်းအတည်ပြုထားခြင်းမရှိပေ။ New Daily မြို့တော်၏သမိုင်းဝင်အထင်ကရခံတပ်တစ်ခုအနီးကားပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့်လူသွားပြီးနောက်လုံခြုံရေးကိုတင်းကျပ်ရန်တပ်ဖွဲ့၏ပြန်လည်ကြိုးပမ်းမှုတစ်ရက်ကိုဖော်ပြလျက်ရှိပါသည်။ ဝန်ကြီးချုပ်နရင်တာမိုဒီကတည်ဆုံသွားသူများ၏မိသားစုများအတွက်ဝမ်းနည်းစကားပြောကြားခဲ့ပါတယ်။နိုဝင်ဘာလ10ရက်နေ့ကတည်းကဝန်ရောက်စီးနင်းမှုများလှုပ်ဆောင်နေကြောင်းခရိုင်ရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဝန်ကြီးချုပ်မိုဒီကဟိန္ဒူအမျိုးသားရေးအစိုးရဂျာမန်၏အစ္စလာမ်မာမီအင်္ဂလန်လူရင်းစင်ထားခဲ့ပါတယ်။တူဟဲမတိုင်ခင်ယာယီနီးပြလီကာစလီကဂေါ်စစ်တကင်းမဆူခဲလို့ဝေဖန်မှုတွေအတော်ထွက်ခဲ့ပါတယ်။ ကာစလီဟာအင်္ဂလန်မှာမွေးဖွားခဲ့ပေမဲ့ကစားသမားဘဝမှာအာယန်လန်လက်ရေးစင်အသင်းကိုကိုစားပြုကစားခဲ့တာဖြစ်ပါတယ်။သူရဲ့လက်ထက်မှာတော့ဂျာမန်လူမျိုးနှီးပြဖြစ်နေလို့ဒီဝေဖန်မှုတွေကမရှိသလောက်နေသွားခဲ့ပါတယ်။သူရဲ့ကအင်္ဂလန်အသင်းကို1966ခုနှစ်ခေတ်ကဝေးကွာနေတယ်။ကမ္ဘာ့ဖလားချန်ပီယံစုစိန်ခေါ်မှုအတွက်တာဝန်ယူလို့ဂုဏ်ယူကြောင်းပြောကြားခဲ့ပါတယ်။